အားလုံးမင်္ဂလာပါဈေးဝါကျွမ်းကျင်အကူတင်တဲ့ online free course လေးရနေပြန်လည်ကြိုဆိုပါရယ်ဒီနေ့ဆရာတို့ပြောသွားမယ်အကြောင်းအရာကတော့ခေါက်ယောဂအကြောင်းဖြစ်ပါတယ်ခေါက်ယောဂအကြောင်းဆိုတာကတော့ဖြေမပေါ့နော်ဖြေမနာလီယာအဆစ်နာလီရောင်တာမျိုးကိုခေါက်ယောဂလို့ခေါ်ပါတယ်အကျဉ်းချင်းအားဖြင့်ကတော့ဒီအဆစ်ရောင်တဲ့ယောဂလို့အကျဉ်းချင်းတတ်မှတ်လို့ရတယ်ဒါပေမဲ့သူကအများစုဖြစ်တာကတော့ ခြေမနားမှာပေါ့နော်ခြေမရဲ့ဒီအောက်နားလေးမှာပြထားတဲ့ပုံမှာပြထားတဲ့ဒီနီနီရဲ့နီနီရဲ့နေရာလေးပေါ့နော်အဲ့နေရာလေးတွေကရောင်ပြီးတော့မှနာကျင်ကြိုက်ခဲတာဖြစ်ပါတယ်။ခေါင်းစဉ်ကတော့ dress use in ခေါင်းပေါ့နော်။ခေါင်းဆိုတာကိုအကြံဉာဏ်ရှင်းပြပေးပါမယ်။ဒီမှာတော့အင်္ဂလိပ်လိုရေးထားတာပေါ့နော်။ Gout is a type of arthritis ။ Gout is a type of arthritis ဆိုတာဆိုတော့ အမဲအောင်နဲ့ခြေထားပြီး arthritis ကိုမတ်ရမယ်နော် arthritis ဆိုတာကကြတော့အဆစ်ရောင်တာကိုပြောတာပါ arthritis ဆိုတာအဆစ်ရောင်တာကိုပြောတာပါခေါင်းဆိုတာ type of arthritis ဆိုတာအဆစ်ရောင်တဲ့ယောဂတမျိုးပဲဖြစ်တယ်ပေါ့နော် cause by cause by ဆိုတာကကြတော့ဘာကြောင့်ဖြစ်တာလဲပေါ့နော် ဖြစ်တဲ့အကြောင်းကြီးကိုပြောတာပေါ့ too much ဆိုတာအရင်များတယ်ယူရစ်အဆစ်ယူရစ်အဆစ်တွေအရင်များတယ်ဘယ်ထဲမှာများလဲဆိုတော့ in the blood ပေါ့နော်သွေးထဲမှာ uric acid တွေအများများပြီးတော့ဒီ acid ရောင်တွေရောဂါဖြစ်တာကိုခေါက်လို့ခေါ်တယ်ပေါ့နော်ဒီ uric acid ဒီမှာအမဲရောင်လေးနဲ့ရေးထားပြီးရနော်အမဲရောင်လေးနဲ့မှတ်ထားမယ်ဒါ uric acid ပေါ့နော် uric acid ကများလာလို့ရှိရင်ဘာဖြစ်လဲဆိုတော့ can form sharp crystal ပေါ့နော် crystal ဆိုတာကတော့ဒီလိုပုံဆောင်ခဲလေးတွေချွန်ချွန်လေးတွေရှိတဲ့ပုံဆောင်ခဲလေးတွေပေါ့နော်အဲပုံဆောင်ခဲလေးတွေကနေပြီးတော့ဒီ အဆက်ရောင်းတာကိုဖြစ်စေနိုင်တာမျိုးပေါ့နော် causing pain and swelling ဆိုတာနာကျင်တဲ့ရောင်ရမ်းတွေပေါ့နော်အဲဒါလေးကကျတော့ဒီကောက်ကိုလွယ်လွယ်ကူကူနဲ့အတိပ္ပယ်ဖွင့်ပြတဲ့ပုံစံမျိုးပေါ့နော်ဒီမှာမှတ်ထားရမယ့်ဟာကျတော့ arthritis မှတ်ထားရမယ်ပြီးနောက်တစ်ခုကကျတော့ uric acid မှတ်ထားရမယ် uric acid ပြီးရင် pain and swelling ဆိုတဲ့ဟာမှတ်ထားရမယ် pain ဆိုတာကျတော့နာကျင်တာကိုပြောတာ swelling ဆိုတာကျတော့ရောင်ရမ်းတာကိုပြောတာပေါ့နော် ဒီပုံလေးနဲ့ရှင်းလိုက်ရင်တော့ဒီကောက်ဖြစ်တဲ့ဟာလေးကိုကိုဒီဒီစာရှင်းရှင်းလင်းလင်းသိပါနိုင်တယ်ပေါ့နော် too much uric acid ဆိုတော့ဒီခန္ဓာကိုယ်ထဲမှာ uric acid အရန်များနေရပေါ့နော်အရန်များနေဘာလို့ဒီ uric acid တွေများရလဲဆိုတော့ရှင်တော့အဖြေဥစားကြည့်လိုက်မယ်ဆိုရင်လူတယောက်ကအသားအရန်စားများတာမျိုးပေါ့နော် red meat တွေအမဲသားတွေပါရင်အရန်စားများတာမျိုးပေါ့နော်အလွန်အကျွန်းအလွန်အကျွန်းစားများတာမျိုးပေါ့နော် ပြန်တော့တစ်ခုကကြတော့ uric acid တွေသူ့ရဲ့ခန္ဓာကိုယ်ထဲမှာနေရင်းထိုင်ရင်းနဲ့ဖြစ်နေတာမျိုးပေါ့အဲဒါဆိုတော့နေရင်းထိုင်ရင်းဘာကြောင့်ဖြစ်လဲဆိုရဲဟာတော့ဒီတချို့လူတွေရဲ့ genetic တဲ့ပဲဆိုင်နေပါတော့သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာမျိုးရိုးဗီဇာအကြောင်းဒီ uric acid တွေအများများနေတာမျိုးတွေလည်းရှိတယ်နော်အဲဒါ uric acid တွေအများများလာပြီဆိုဘာဖြစ်လဲဆိုတော့အဲ uric acid တွေက crystal formation ပေါ့နော်ပုံဆောင်ခဲလေးတွေသူကသူစုဖွဲ့ပြီးတော့ uric acid တွေကပုံဆောင်ခဲလေးတွေနဲ့ဖြစ်လာတယ်ပေါ့နော် ဖြစ်လာတဲ့အချိန်မှာသူကဘာကိုဘာဘဲမှာသွားပြီးတော့မှစုပုံတာလဲဆိုတော့အဲ့ဒီချိန်မရဲ့အစစ်နားမှာပေါ့နော်ချိန်စစ်နားမှာသူကအဲခရစ်စတယ်ပုံဆောင်ခဲတွေကသူကစုပုံတဲ့အချိန်ကျတော့ဘာဖြစ်လဲဆိုတော့ဒီခန္ဓာကိုယ်ကနေပြီးတော့ဒီပုံဆောင်ခဲတွေကအပြင်ကလာတဲ့ဟာလို့တတ်မှတ်ပြီးတော့ဒီ immune response ပေါ့ immune ဆိုတာကတော့ကိုယ်ခံအား response ဆိုတာတုံ့ပြန်တာပေါ့နော်ကိုယ်ခံအားနေပြန်ပြီးတုံ့ပြန်တာပေါ့အဲ့တော့ဒီပုံစံခဲလေးတွေစုပုံလာတဲ့အချိန်ကျတော့ခန္ဓာကိုယ်ရဲ့မှာရှိတဲ့ကိုယ်ခံအားကဒါကိုအပြင်ကရန်လူလို့တတ်မှတ်ပြီးတော့တိုက်ခိုက်တဲ့အချိန်မှာသူက ရောရောင်ပြီးတော့ဒီခြေတော့ကအစစ်ကလေးတွေပါတိုက်ခိုက်မိတယ်ပေါ့နော်တိုက်ခိုက်မိတဲ့အချိန်ကျတော့သူအလေးပို့ပြီးတော့မှအဲ့ဒီအစစ်ခြေစစ်လေးကရောင်ရမ်းပြီးတော့နာကျင်လာရဖြစ်လာတာပေါ့နော်အဲ့တော့အတူတူပြောရမယ်ဆိုရင် uric acid တွေအများများတယ်အဲ့တော့ crystal တွေအဲ့ uric acid တွေက crystal ဖြစ်ပြီးတော့ join နေမှာတပုံနေ join ဆိုတာကတော့ခြေစစ်လေးတွေပေါ့နော်အဲ့မှာတပုံနေပုံပြီးတော့ရောင်ရမ်းနေရောင်ရမ်းပြီးတော့နာကျင်တယ်ဒါကြောင့်ဒါကိုခောက်ပဲပေါ့နော် gout တွေဘာလို့ဖြစ်လဲပေါ့နော် common trigger ဆိုတာကျတော့သူဖြစ်စီတဲ့အကြောင်းအရာလေးတွေဘာလဲဆိုလို့ရှိရင် eating too much meat နော် meat ဆိုတာအသား seafood ဆိုတာပြန်လဲစားဒါမှမဟုတ်လို့ရှိရင်လည်း alcohol ပေါ့နော်အရင်အရင်တောက်တယ်ဆိုလို့ရှိရင်လည်းဖြစ်တတ်တယ်နောက်တစ်ခုကတော့ရေတောက်နေရေတောက်နေတဲ့အလေ့အကျင့်ပေါ့နော်ရေအရင်တောက်တာနည်းရပြီဆိုလို့ရှိရင်လည်းဒီခန္ဓာကိုယ်ထဲမှာ uric acid ကဒါ relatively များလာနိုင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ obesity ပေါ့ဝါနော် ဝါတာအဝလွန်တာမျိုးတွေဆိုရင်တော့ပို့ပြီးတော့အဲဒီကောက်ဖြစ်နိုင်တဲ့အခြေအနေပို့များရပါတော့။တချို့ဆေးတွေတောင်းနေရမျိုးရေရှည်မှာဒါယူရက်တစ်တွေပါတောင်းနေရမျိုးဆိုရင်လည်းဒီခေါက်ကာပါဖြစ်တတ်တယ်ပေါ့နော်။တော့ကောင်းနေပတ်တတ်တဲ့တောင်းမယ့်ဆေးတွေကိုပြောရမှာဖြစ်ပါတယ်။ဒီမှာတစ်ခုကကိုချီစင်းဆိုတဲ့နာမည်လေးပါ။ဒီကဒီနာမည်လေးပါကိုချီစင်းနောက်တစ်ခုက NSCID NSCID ဆိုတာအရင် lesson မှာသင်ပြီးထားတဲ့ energetic မှာပြောထားတဲ့ ဆေးတွေဖြစ်ပါတယ်။နောက်တစ်ခုက corticosteroid တရားတော့အသစ်ဖြစ်မယ်ပေါ့နော်။နောက်တစ်ခုက allopurinol ဒီလိုပြင်တော့တော်တော်များကြာဘူးဝင်နေကြာဘူးကြာလိမ့်မယ်เนาะပြီးတော့နောက်တစ်ခုက probenecid ပေါ့နော်ဒီဈေးငါမျိုးအကြောင်းကိုပြောပြတော့မှာဖြစ်ပါတယ်ကိုချီစင်ကိုချီစင်ကဒီဟာဒီဟာလေးပေါ့နော်နာမည်ကအတန်ထွက်ကိုတခြားလေးမှတ်เนาะကိုချီစင်ကိုချီစင်သူကဘယ်မှာတုံးလာလဲဆိုတော့အကျွတ်အတက်အော်ခေါက်တယ်เนาะအော်ခေါက် လက်ရှိနာကျင်ကြိုက်ခဲနေပြီဆိုလို့ရှိရင်တော့ဒီဈေးလေးတောက်လိုက်တယ်ဆိုရင်မြင်မြန်ဆန်ဆန်နဲ့တက်တာနိုင်တယ်ပေါ့နော်ဒါကုချင်းစင်အဲတော့ဒီမှာရေးထားတဲ့ဟာလေးက doesn't lower uric acid uric acid ကိုချပြီးတာမဟုတ်ဘူးဆိုတော့သူကကျတော့ symptomatic treatment ပဲဖြစ်မယ်ပေါ့နော် users of drug မှာပြောခဲ့တဲ့ဟာဆိုလို့ရှိရင်တော့ဒါ symptomatic treatment ပဲဖြစ်မယ် reduce the inflammation and pain เนาะဒီရောင်ရမ်းเนี่ย inflammation ဆိုတာယောင်လာအောင်ပြောတာ pain ဆိုတာနာကျင်တာကိုပြောတာအဲ့တော့အရှိမလည်းပြောခဲ့ရယ် swelling swelling ဆိုတာလည်းယောင်လာပဲ inflammation ဆိုတာလည်းယောင်လာပဲလားဆိုတော့ swelling ကယောင်လာကကျတော့ယောင်ပြီးတော့အလုံးဝမျိုးဖြစ်လာတာမျိုးပေါ့နော်ယောင်ပြီးဖောင်းလာတာမျိုးပေါ့ inflammation ကယောင်လာယောင်လာနီနီလေးနဲ့အဲ့လိုမျိုးနီးရဲပြီးတော့ယောင်လာမျိုးကိုဆိုလိုတာဖြစ်တယ်ပေါ့နော်အော် inflammation အရင်စားစပြီးပြီဆိုတော့ဒီမှာ inflammation အရင်ဆိုးလာပြီဆိုတော့ swelling ဖြစ်တတ်တယ်เนาะအဲ့အလေးကို အတုံးလုံးလေးကိုရှင်းရှင်းလင်းလင်းသိအောင်ပြောပြရအောင်နော် inflammation ကခဏခဏကြားလိမ့်မယ်ခန္ဓာကိုယ်မှာဆိုရင်ရောင်ရမ်းတယ်နာကျင်တယ်ကြိုက်ခဲတယ်ဆိုရင်ရောင်ရမ်းတယ်ပြောပြောခြင်းပြီးဆိုရင် inflammation inflammation နဲ့ပြောလိမ့်မယ်ပေါ့နော်နာကျင်တယ်ကြိုက်ခဲတယ်ဆိုလို့ရှိရင်တော့အဲဒီ pain နဲ့အဲ့လိုမျိုးပြောပါမယ်ပေါ့နော် pain ဆိုတာနာကျင်တာပေါ့ကွာနော်ကိုချစ်စင်းကဘလို့လာလဲဆိုတော့900 microgram tablet လာတယ်ဗောနော် MCG ဆိုတာ microgram ကိုပြောတာပါ microgram tablet လာတယ်အဲ့တော့ microgram ပြီးပြီဆိုတော့ရှင်ကြမှာ milligram ဆိုတာကို ပြောရဲပေါ့နော်မီလီဂရမ်ဆိုတာနည်းနည်းလေးမိုက်ခရိုဂရမ်ထပ်ပို့ပြီးတော့ပမာဏများတယ်မိုက်ခရိုဂရမ်ရဲ့အထက်မှာပို့ပြီးများလာတာကတော့ဂရမ်ပေါ့နော်အဲ့တော့ဂရမ်ရဲ့အထက်မှာပို့များတော့လာကီလိုဂရမ်ပေါ့နော်အဲ့ကိုချီစင်းရဲ့ side effect ကနောစီယာနောစီယာဆိုတာကျွန်တော်မအီမသားဖြစ်တာအဲပြီးတော့ရင်နောက်တာမျိုးပေါ့နော်နောစီယာဒိုင်ရီယာကျွန်တော်ဝင်းချောတာ stomach pain ဆိုတာကျွန်တော်စာအိမ်နာတာပေါ့နော်ကိုချီစင်းကိုတောက်တယ်ဆိုလို့ရှိရင်စာအိမ်နာလည်းဖြစ်နိုင်တယ် ွင်းရှော့ရလည်းဖြစ်နိုင်တယ်၊ဇင်းတော့တာလည်းဖြစ်နိုင်တယ်။အဲဒီက NSAID ပေါ့နော်။ NSAID ကအရင်လန်ဆန်ကပြောခဲ့တဲ့အကိုက်ခဲပြောက်စီတွေ့ရတာဒါအဆင်ပြေနိုင်မဲ့ခေါင်းနဲ့အဆင်ပြေနိုင်မဲ့ဟာကိုရွေးထုတ်ပြီးပြထားတာပေါ့နော်။တော်တော်များ IP profile ကိုတုံးကြတယ်နောက်တစ်ခုကကျတော့ endometer ဆင်ကိုတုံးတယ်။အရင် lesson ပြောရတဲ့နေရာတော့ဒီ endometer ဆင်ဆိုရက်ဟာမပါဘူးပေါ့နော်။ဒါဒီဆေးက endometer ဆင်ရလဲဒီ NSCI ဆင်မှာပါတယ်ပေါ့နော်။ ဒီ ibuprofen ဒါကတော့ဟိုအရင် lesson ထဲမှာတော့ထည့်ပြီးပြောထားပါတယ်အဲ့တော့အကျူအသက်တော့ကောင်းဆိုတော့ကောင်းရုပ်တရဖြစ်တဲ့အချိန်နာကျင်ကြိုက်ခဲ့တဲ့အချိန်မှာတော့ဒီဈေးတောက်လို့ရတယ်ဟို uric acid ဒါလည်းအရှိအအရှိအပြောခဲ့တဲ့ကိုချီစင်းလိုမျိုးပဲ uric acid ကိုတော့ short ချပေးတာမဟုတ်ဘူးအဲဒါပေမဲ့ဒီနာကျင်ချင်းကြိုက်ခဲ့ချင်းရောင်ရမ်းချင်းကိုတော့ short ချပေးနိုင်တယ်အဲ့တော့ doses ကြာပါလဲဆိုရင်တော့ ibuprofen ကိုရွေးချယ်မယ်ဆိုရင်တော့ ibuprofen 100 mg လာတယ်လို့ပြောတာပေါ့နော် ဒါကြောင့်မို့ကိုရွေးချယ်တဲ့ဒီ NSCID ပေါ်မှာမူတည်တယ်။ side effect ကလည်းအလိုပဲ common side effect ပေါ့ NSCID မှာတောက်မယ်ဆိုလို့ရှိရင်တော့ဒီ NSCID ကဖြစ်တတ်တဲ့ side effect တွေရနိုင်တယ်ပေါ့နော်။ဒီစကိုတီကိုစတီရိုက်ဆိုရဲဟာတော့အရင်ရှေ့ရလဲဒီ skin infection မှာတော့နည်းနည်းထည့်ပြီးတော့ပြုတ်ခဲ့ပူရယ်ပေါ့နော် skin infection လိမ့်စေးတွေမှာ နည်းထည့်ပြီးတော့ပြောခဲ့ဘူးလေ fungal infection ပေါ့နော်အဲ့မှာလည်းပြောခဲ့ဘူးလေပေါ့နော်အဲ့တော့ corticosteroid ကဘာလဲဆိုရဲဟောင်းအခုပြန်ပြောပြမယ်နော် corticosteroid ဆိုရဲဟာစကလုံးပေါင်းလေးကိုလည်းတခြားကြည့်ပါ cortico ပေါ့နော် cortico ပြီးပြီဆိုရဲညမှာ steroid လို့ပြောရဲပေါ့နော်အဲ့တော့ corticosteroid ကိုအလွယ်ပြောမယ်ဆိုရင် steroid လို့ပြောရဲပေါ့နော် cortico ဖြုတ်ပြီးတော့ steroid steroid လို့လည်းပြောရဲပေါ့နော်အဲ့တော့ steroid တွေကအရင်လဲ ကောင်းလားဆိုတော့သူက steelite ကကျတော့ကောင်းလာလေးရဲ့အကွက်တွေလည်းအများကြီးရှိတယ်ဗောနော်အဲ့တော့ဆိုးတဲ့အကွက် side effect တွေကလည်းအများကြီးပဲနေရပါဘောနော်အဲ့တော့သူကလည်းကောင်းလင်းကောင်းတယ်အရင်လည်းဆိုးတယ်ဒါမျိုးဗောနော်မှတ်ထားအဲ့ corticosteroid ကပြောတာတော့ strong ဗောနော် strong ဆိုတာကကျတော့တန်ပါတယ်ဗောနော်တန်ပါတယ် anti inflammatory medicine အရောင်ရမ်းတွေတတ်တာစီတဲ့အရန်ကိုအားကောင်းတဲ့ဆေးဗောနော်ဒါကြောင့်မို့အရောင်ရမ်းတွေတတ်တာစီတဲ့အတွက် symptomatic treatment ကိုသူကအများဆုံးသုံးတယ်ဗောနော်အဲ့တော့သူကအရင်ကောင်းတယ်ဆိုတာဘာကိုပြောချင်တာလဲဆိုတော့သူဈေးတောက်လိုက်တယ်ဆိုရင် symptomatic treatment အနေနဲ့ယောဂတွေအကုန်လုံးတက်တာပြီးတော့မှယောဂလက္ခဏာတွေတက်တာပြောက်ခင်သွားရင်ဆိုတော့လူကဘာထင်လဲဆိုတော့ယောဂပြောက်သွားပြီလို့ထင်တယ်ဗောနော်ယောဂပြောက်သွားပြီလို့ထင်တယ်ဒါပေမဲ့သူကအဲ့လိုမျိုးဟုတ်အောင်ထားသလိုဖြစ်သွားပြီးတော့မှ အောက်မှာယောဂအရန်ကိုကြီးထွားလာပြီးတော့နောက်ကြမှအမခင်နိုင်မရှိနိုင်ဖြစ်သွားပြီပေါ့နော်။ဒါကြောင့်မလို့ဒီဆေးတွေကတော့တောက်နေတော့ကောင်းတယ်လို့လို့နေ ဒါပေမဲ့သူ့ရဲ့မကောင်းတဲ့အချက်ကကျွန်တော်ယောဂါကိုမွေးထားသလိုဖြစ်တာပေါ့နော်ဟိုမတိလိုက်ဘူးခန္ဓာကိုယ်မှာယောဂါလက္ခဏာမပြတဲ့ဆင်ကျတော့ဒီခန္ဓာကိုယ်ကမတိရောမတိရင်ကျတော့ဒီဆေးကိုတောက်တာကောင်းသလိုလိုနဲ့တောက်ရင်တောက်ရင်းနဲ့ပိုဆိုးလာတာပေါ့နောက်ပိုင်းနော်ဒါကြောင့်မလို့ဒီ colloquial strike တွေကမကောင်းတဲ့အချက်မှာလည်းအဲ့ရပါတယ်ပေါ့နော်အဲ့တူကတော့ဒီ uric acid ကို short ချပေးမှာတော့မဟုတ်ဘူးဒါပေမဲ့ inflammation ကိုတက်တာစီရပေါ့နော်ခုဒီမှာပြထားတဲ့ colloquial strike ကတော့ prednisolone ပါ prednisolone လို့ဖတ်တယ် ရနီဆိုလုံးပါเนาะဒီမှာကတော့ပရနီဆုံးဆိုရဲဟာပဲပြထားတော့เนาะဒါကကျတော့ဆေးရဲ့အာဒီကုမ္ပဏီကထုတ်တဲ့နာမည်ပေါ့เนาะသူရဲ့ channel ရဲ့နေအနေနဲ့ဆိုရင်เนาะပရနီဆိုလုံးလို့ထပ်တယ်ပေါ့အဲ့တော့ဒီဟာ5 mg tablet လာတယ်စေးတော့ရင်မဖြစ်နိုင်လဲ side effect လေးတွေက peninsula ရဲ့ side effect လေးတွေကကျတော့ဘာလဲဆိုရင် appetite ပုံပြီးတော့မှမြင့်စေပေါ့နော် appetite ဆိုတာစားကျင်စိတ်စားကျင်စိတ်ကိုပုံပြီးတက်စေတယ်ဆိုတော့ အဲပို့ပြီးဝလာနိုင်မှာပေါ့နော် weight gain ပို့ပြီးတော့ဖြစ်လာနိုင်တယ်နောက်တစ်ခုကကျတော့ high blood sugar ပေါ့နော် blood sugar ဆိုတာတွေးတဲ့အား sugar ဆိုတာအချိုနော်တွေးတွင်းအချိုလည်းတွေတက်လာစီရယ်ဆိုတော့ဒါဆိုရင်စီယိုမှာဆိုလို့ရှိရင်လည်းဒီ prednisolone ဆိုတဲ့စီရမကောင်းမတည့်ဘူးပေါ့နော်သူရေရှည်တောက်တယ်ဆိုရင် osteoporosis အယိုးပွားတာမျိုးဖြစ်နိုင်တယ် abscess dolmen ဆိုတာကကျွန်တော်အစာအိမ်နာတယ်ပြီးရင် not for long time use ကကျွန်တော်တို့ကရေရှည်သုံးလို့မရအောင်ပေါ့နော် long time ဆိုတာရေရှည် use ဆိုတာတော့အသုံးပြပါပေါ့နော်အဲ့တော့ရေရှည်တော့အလုံးဝလုံးဝအသုံးမပြုတင်ပါဘူးဒီ steel wire ဆိုတဲ့ဈေးတွေပေါ့နော်အဒီဈေးတော့မြန်မာကျတော့အဲလိုပြူရီနောပေါ့နော်ဒီအားမှာတကယ်ဟိုဒီ uric acid ကိုကျစီနိုင်တဲ့ဈေးပေါ့နော်အဲလိုပြူရီနော အတန်ထွက်တာအီလိုပူရီနော long term management or gout เนาะ gout ယောဂဖြစ်ပြီဆိုရင်တော့ဒီဆေးကိုတောက်တယ်ဆိုရင်ရေရှည်မှာထိန်းနိုင်တယ်ပေါ့เนาะ uric acid ကို lower short ချပေးတယ်အဲ့လိုပြူရီနော်ကဘာတွေဘယ်လိုလုပ်ပေးရလဲဆိုတော့တဲ့ block ဆိုတာကကျွန်တော်ပိတ်ဆို့ပြီး enzyme enzyme တမျိုးကိုပိတ်ဆို့ပြီးအဲ့ enzyme ကဘာလုပ်တာလဲဆိုတော့ uric acid formation မှာကူညီပေးတဲ့ enzyme တမျိုးကိုသူကပိတ်ပေးတာဖြစ်တယ်เนาะအဲ့တော့အဲ့ enzyme တမျိုးကိုပိတ်ပေးလိုက်တာဖြစ်တဲ့အဲ့တော့ကြောင့်မလို့ ဒီ US asset တွေခန္ဓာကိုယ်ထဲမှာထပ်ပြီးတော့အစ်အစ်တွေဖြစ်မလာတော့အောင်သူကတားဆီးပေးလိုက်တဲ့သဘောပေါ့နော်ဘလောက်အားလာလဲဆိုရင်100 mg tablet လာပါတယ်ဆေးတောက်လိုက်လို့ရှင်ကြရင် ဖြစ်နိုင်တဲ့ side effect လေးတွေကတော့ skin rash ပေါ့နော် အနီရောင်အဖုပိန်လေးတွေထလာမျိုးမတည့်ရမျိုးပေါ့နော် ပြီး installment apps ဆိုတာဘိုင်မအီမတာဖြစ်တာမျိုးပြီးရင် jaw sinus ဆိုတာကတော့အဲ main နာမျိုးပေါ့နော် h နာမျိုးတွေဖြစ်တတ်တယ် ပရိုဗန်နစစ်ဒီစင်းနာမည်ကပရိုဗန်နစစ်ပရိုဗန်နစစ်ပေါ့နော်ပရိုဗန်နစစ်အပရိုဗန်နစစ်ကဘာလဲဆိုတော့ uricol suric drug တဲ့နော် DRD စီးလေးကတော့အရှိရာစီးလေးနဲ့တခုမှမတူဘူးပေါ့နော်လောက်ဆောင်ပုံကြီးကတခုမှမတူဘူးဒီစီးလေးကဘာလို့လုပ်ပေးရလဲဆိုတော့ uricol suric ဆိုတဲ့ဟာကိုမှတ်ထားပါ uricol suric agent ပေါ့နော် uricol suric drug အဲ့ဒါကဘာလဲဘယ်လိုလုပ်တာလဲဆိုတော့တဲ့သူက ဒီမှာရေးထားတယ်ဆိုလို့ရှိရင် extra uric acid uric acid အပိုလေးပေါ့နော်ခန္ဓာကိုယ်မှာရှိတဲ့ uric acid အရင်များနေဆိုလို့ရှိရင်သူကစီးရီးကနေဆုံးထုတ်ဖို့အတွက်အားပေးတယ်ပေါ့ဒီစီးရီးကနော်အဲ့တော့ခန္ဓာကိုယ်ရဲ့ uric acid တွေများနေရင်ဒီစီးရီးကနေပြီးတော့မှထွက်သွားတယ်ဆိုတဲ့အချိန်ကျတော့ uric acid တွေကနေသွားတယ်ပေါ့နော် it used to prevent gout attack ဆိုတာကျတော့ဒီ gout ဒီနောက်တစ်ခေါက်ပြန်ပြန်ပြီးတော့မှ attack ဆိုတာ ခြေမနာမှာရှိတဲ့အဆစ်တွေပေါ့နော်ရောင်ရမ်းတာတွေကိုပြန်မဖြစ်လာအောင်သူကသတိပေးတယ်။ Hydration is important ဆိုတဲ့ဟာလေးရေးထားပါတယ်။ Hydration ဆိုတာကတော့ရေရေဓာတ်ပေါ့နော်ရေဓာတ်တွေမချောက်ခံတော့အောင်ရေဓာတ်ရေဓာတ်လို့ခေါ်တာ Hydration ဆိုတာရေတောက်တာကိုပြောပြောကြပါဆိုနော်။ရေမြမြတောက်အောင် Hydration is important ဆိုတာရေမြမြတောက်အောင်ပဲ။ရေတောက်နေလို့ရှိရင်တော့မကောင်းအောင်ပေါ့နော်။ဘာလို့လဲဆိုတော့ Uric acid တွေကဒီရေတောက်နေနေချိန်ကြာလို့ရှိရင် Uric acid တွေက crystal formation ဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ ဒီကြောက်ကက်မှာကြောက်တရားလည်းဖြစ်နိုင်တယ်เนาะဒါကြောင့်မို့ရေတောက်တာနင်းရင်တော့ကြောက်ကက်မှာကြောက်တရားဖြစ်နိုင်တယ်ဒီဈေးတောက်လို့ရှိရင်ရေများတောက်အောင်မယ်ဘလောက်အားလာလဲဆိုတော့900မီလီဂရမ်တက်ဘလက်လာတယ်เนาะစကေးစကေးရရှ်ဖြစ်နိုင်တယ်ဒီဈေးတောက်လိုက်လို့ရှိရင်မတည့်ဘူးဆိုရင်ပေါ့เนาะတည့်ရင်တော့ဘာမှဖြစ်မှာမဟုတ်ပါဘူးနောဇီယာဆိုတာကတော့ဒါမယိမသာဖြစ်တာမျိုးပေါ့เนาะမယိမသာဖြစ်တယ်ဟက်ဒစ်ဆိုတာခေါင်းကိုက်တယ်ပြီးရင် drowsiness ဆိုတာကတော့မူးရေပေါ့เนาะအဲ့တော့ headache ဆိုတာဟာကျတော့ဒီ HEAD ဆိုတာ head ဆိုတာခေါင်းပေါ့နော် ACHE ဆိုတာကျတော့ကြိုက်ခဲတာကိုပြောချင်တာနော်အဲတော့ခေါင်းကြိုက်တာ head day လို့ပဲထွက်ပါတယ်နော် head day ဆိုရက်ဆိုရက်အတန်မထွက်ဘူးနော် chief ဆိုရက်အတန်မထွက်ဘူးနော် head day ပဲထွက်တယ် HEAD ACHE head day လို့ထွက်တယ်နော် okay ဒီနေ့ပြောသွားတဲ့အကြောင်းအရာကတော့ဒီခေါက်တရားဘာကြောင့်ဖြစ်လာလဲဆိုတဲ့ဟာလေးကိုပြောပြသွားရအောင်ပေါ့နော် uric acid တွေများလို့ဖြစ်တယ် ယူရက်စတီးယားဒီခြေမနာလီယာအဆင့်တွေမှာပုံလာတယ်ပုံလာပြီဆိုရင်ဒီကိုယ့်ရဲ့ခန္ဓာကိုယ်က immune system ပြောတော့ပြီးတော့အဲ့ဒါကိုတိုက်ခိုက်ဖယ်ရှားတယ်ဖယ်ရှားတဲ့အချိန်မှာပိုဆိုးလာတယ်ပေါ့နော်ဒီနေရာကြီးပြီးတော့ဈေး၅မျိုးပြောခဲ့တယ်ပေါ့နော်ကိုချီစင်းဆိုတဲ့အကြောင်းပြောခဲ့တယ် NSAID ပြောခဲ့တယ်ပြီးတော့ corticosteroids ဆိုတဲ့ဈေးအကြောင်းကိုလည်းပြောခဲ့တယ်နောက်တစ်ခုက allopurinol ဆိုတဲ့ဈေးကိုပြောတယ် probenecid ဆိုတဲ့ဒီ uricosuris ဆိုတဲ့ drug ကိုလည်းပြောခဲ့ပေါ့နော် ဲမှာဒီဈေး၅မျိုးမှာကြည့်မယ်ဆိုလို့ရှိရင်ဒီအရှေ့က၃မျိုးကတော့အကျူအတက်မှာတောက်လာတဲ့ဈေးတွေပေါ့နော် အကျူအတက်ဆိုတာအခုမှဒီခြေောက်ကြရောင်းလာပြီးတော့မှကြိုက်ခဲလာတယ်ပေါ့အဲ့အကျူအတက်လို့ခေါ်ပါပေါ့နော်လက်တလောဖြစ်တဲ့အဟာလေးတွေအကျူအတက်လို့ခေါ်ပါပေါ့နော်အဲ့ဒီဟာလေးတွေကိုဒီဈေး၃မျိုးကတောက်လို့ရတယ်ပေါ့နော် အကယ်၍ဒီရေရှည်မှာဒီခောက်ကိုထိန်းပြီးတော့မှတောက်ရမယ်ဆိုရင်တော့ဒီဈေး၅မျိုးတောက်ရမှာဖြစ်ပါတယ် ဆိုတော့ဆေးရယ်ဘယ်လိုတောက်ရမှာလဲ TDS လား BD လား OD လားဆိုတဲ့ဟာကျွန်တော်ယောဂပြင်းထန်မှုနဲ့တွေးအဖြေပေါ်မှာမူတည်ပြီးတော့မှဆေးကိုချိန်ညှိပြီးတောက်ရမှာဖြစ်တဲ့အတော့ကြောင့်မလို့ဒီဆေးတွေကတော့ဆရာဝန်ညွန်ကြားပြီးတော့မှတောက်တာတော့ကောင်းပါတယ်အဲ့တော့ခန္ဓာကိုယ်ထဲမှာ uric acid တွေဘယ်လောက်ရှိရယ်ဘယ်လိုရှိတယ်ဆိုလို့ရှိရင်စစ်ဆေးလို့ရပါတယ်အဲ့တော့အဲ့ဒါဘယ်လိုစစ်ဆေးရလဲဆိုလို့ရှိရင်တော့ ဒီတက်ခွဲခန်းတွေကိုတွားပြီးတော့ urea acid စစ်ချင်လို့ပါလို့ပြောလိုက်တယ်ဆိုလို့ရှိရင်တွေးဖောက်ပေးပါလိမ့်မယ်သူကလက်ကနေတွေးဖောက်ပြီးပြီဆိုလို့ရှိရင်เนาะအဲ့တွေးကိုစစ်ကြည့်လိုက်ရင်ခန္ဓာကိုယ်ထဲမှာ urea acid ရဲ့ပမာဏပုံမှန်ဟုတ်သလားဒါမှမဟုတ်ကိုယ်ခန္ဓာကိုယ်ထဲမှာ urea acid တွေများနေလားဆိုတာသိနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီတိုင်းအပြင်ပန်းနေကြည့်ပြီးတော့ဘယ်လိုမှသိနိုင်မှာမဟုတ်ပါဘူး urea acid များလားနည်းလားဆိုတာမသိနိုင်ပါဘူးနောက်ထပ် lesson တစ်ခုပါပြောပါမယ်ဟာတော့ အများဆုံးဖြစ်ကြတဲ့သွေးသွောဂါအကြောင်းနဲ့သွေးကျစီအကြောင်းပေါ့နော်အဲ့တော့ anti hypertensive agent ပေါ့နော်သွေးကျစီအကြောင်းကိုပြောပြရမှာဖြစ်ပါတယ်အဲ့တော့သွေးသွောလာရင်ဘာဖြစ်နိုင်လဲဆိုတော့ဒီမှာဒီဗီဒီယိုလေးမှာပြတာလို့ပဲပေါ့နော်သွေးအရန်ဆောင်တိုးလာပြီဆိုရင်တော့လေးဖြတ်တာမျိုးတွေဖြစ်နိုင်တယ်လေးဖြတ်တာကတော့ email stroke လို့ခေါ်ပါပေါ့နော် stroke ဖြစ်လို့ရှိရင်တော့ရုပ်တရက်လေးကျသွားမှာဖြစ်ပါတယ်နော်အဲ့တော့ဒီသွေးသွောယောဂါအကြောင်းကိုနောက်ထပ် lesson တစ်ခုမှကြည့်လိုက်ရအောင်